မလ28ရက်မှာလုတ်ခတ်ခဲ့တဲ့ Richter scale 9.8ရှိပြင်းအမြင့်ငလျင်ကြောင့်စကိုင်းတိုင်းမန္တလေးတိုင်းနဲ့ပဲခူးတိုင်းအပါအဝင်နိုင်ငံတော်ဝန်တည်ဆုံသူ3100ကျော်ဒဏ်ရာရသူ4589ဦးရှိခဲ့တယ်လို့ Ebila 3ရက်ကထုတ်ပြန်တဲ့ Data for Myanmar ရဲ့အစီရင်ခံစာမှာဖော်ပြပါဗျာ။ဒီရေအတွက်ဟာအဗီလာ3ရက်အထိကောက်ယူစုစည်းထားတဲ့အချက်အလက်ဖြစ်ပြီးအဲ့ဒီထဲမှာစကိုင်းတိုင်းကတည်ဆုံသူ489ဦး တရားရသူ918ဦးမန္တလေးတိုင်းမှာတည်ဆုံသူ2099ဦးတရားရသူ2692ဦးပဲခူးတိုင်းမှာ44ဦးတရားရသူ234ဦးရှမ်းပြည်နယ်မှာ66ဦးတရားရသူ18ဦးနဲ့နေပြည်တော်မှာတည်ဆုံသူ952ဦးတရားရသူ842ဦးဖြစ်တယ်လို့ဆိုပါတယ် လက်ရှိမှာစည်ရင်းကောင်းယူနိုင်မှုအားနေပြီးလက်လန်းမိတလောက်စုစည်းနေရတဲ့အတွက်ကြောင့်တည်ဆုံးသူအရေအတွက်ဟာခုအစီရင်ခံစာမှာပါရှိတာတဲ့မြေပြင်မှာပုံများနိုင်တယ်လို့စကိုင်းဖက်ဒရယ်ယူနစ်မှလွှတ်တော်ကိုယ်စားလှယ်အမျိုးသားတဦးကပြောပါတယ်အဲစကားဆာမှာလည်းဒီဖီယူဖီးရဲတွေပေါ့စနစ်တကျစည်ရင်းကောင်းနိုင်တဲ့အခြေအနေမရှိဘူးမရှိတဲ့အခါကျတော့ဒီလက်လန်းမိတလောက်စုစည်းထားတဲ့အခြေအနေပဲဖြစ်တယ် နေပြင်အချိန်ဒီမှန်ကထိချက်ပို့ပြီးတော့များနိုင်လဲပေါ့နော်လက်ရှိအချိန်ဒီလဲဆက်လက်ပြီးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေစေဖြစ်တာကြောင့်တည်ဆုံးသူဥယျာဉ်လဲဒိုးလာွယ်ရှိတယ်လို့အစီရင်ခံစာမှာဖော်ပြပါဗျာ